ထည့်ပြီးတော့စီတက်မယ်ကျွန်တော်ဝတ်သားကိုစားစနွင်ချူမုတ်တခါလေးနေပြီးတော့နှက်ထားပါတယ်မိနစ်20လောက်ကိုကပီးညင်ငပီးအနေငယ်ပါထည့်ပြီးရင်စီတက်ပေးပါမယ်ရောင်တင်မှု အနည်းငယ်ထည့်ပေးမယ်ပြပြီးတော့ကျွန်တော်တို့နှက်ထားတဲ့ဝတ်သားလေးထည့်ပြီးတော့အရင်ဆုံးလုံးပြီးတည်ပေးပါတော့အညာစတိုင်လေးချက်မှဖြစ်တဲ့အတွက်ကြောင့်မလို့မကြီးရထည့်မယ်မကြီးရထည့်မှဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်နှင်းကပိအနည်းငယ်သုံးထားတာဖြစ်ပါတယ်မကြီးရအချင်းကိုထိမှုအတွက်ပါ အရင်ဆုံးဂျီမထေလေးပဲ ਨੇ ကျွန်တော်တို့အသားတွေကိုတေချာလေးအရင်လုံးချက်လေးအရင်ချက်ပါမယ်ကျွန်တော်လုံးရည်လေးတွေပုံတလောက်ဖြစ်အောင်လို့အရင်တည်ပြီးပါအဲ့ဒါဆိုဝက်သားကလည်းပို့ပြီးတော့လဲစားလို့ကောင်းပါတယ် ဆိုပြီးလို့ရှိရင်တော့ကျွန်တော်တို့အသားမျိုးရုပ်လောက်ရုံရေထည့်ပြီးတော့အသားမနူးမချင်းရေဖြည့်ဖြည့်ပြီးတော့တဲသွားမယ်အရင်ဆုံးဒါအခုဆိုလို့ရှိရင် ကျွန်တော်ရေထည့်တာလည်းသုံးရေရှိပြီးအသားလည်းနူးသွားပြီနူးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကချင်းစက်လေးချက်မှဖြည့်တဲ့အတွက်မြူတီသိန်းအောင်ထည့်မယ်အညာစတိုင်လေးဖြည့်တဲ့အတွက်မကြီးရွယ်လေးနဲ့အုပ်ပေးမယ် တမအောင်မှုပြီးပါအဲဒါဆိုကျွန်တော်တို့စီပြန်လာတဲ့ဒီတစ်ချက်စောင်းလိုက်မယ်အဲဒါဆိုအညာစတိုင်းဝက်ချင်းစက်လေးတစ်ပွဲရပါပြီလက်စီလဲပြန်ပြီကျွန်တော်တို့မကြီးရလေရဲနူးဤွားပြီအရာသာလေးစိတ်ကြိုက်ဖြစ်ပြီဆိုလို့ရှိရင်တော့အညာစတိုင်းဝက်မကြီးရချင်းစက်လေးဟင်းလေးတစ်ပွဲရရှိပါပြီကျေးဇူးတင်ပါတယ်